င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဧပြီလ28ရက်နေ့ည8:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကော့ဂရိတ်ကြုံတိုးတိုက်ပွဲကြောင့်ဖန်အမျိုးမှစစ်ကောင်စီခံစစ်ပြင်နေတဲ့သတင်း တဝဲဟာလီကွေ့စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့တဲ့တင်နဲ့မွန်ပြည်နယ်မှာလောင်ကစားဝိုင်းတွေကြောင့်ခိုးဆိုးလူရန်မှုတွေဆွဆွဝဝဖြစ်ပွားနေတဲ့တဲ့တင်စစ်လက်နက်တွေစွမ်းရည်မြေမအောင်ထုတ်လုပ်ဖို့စစ်ကောင်ဆောင်ပြောနေပေမဲ့လက်တွေမှာမရေမယာဖြစ်နေတဲ့တဲ့တင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ယူကရိန်းစစ်ပွဲအတွက်ရုရှားဘက်ကကူတိုက်ဖို့စစ်ဖွဲ့ဝင်တွေဆေလွတ်ထားကြောင်းမြောက်ကိုရီးယားတီးပြုတ်ခဲ့တဲ့တဲ့တင် အခွန်တိုးမြင့်မှုပြန်လည်နောက်ဆုတ်ဖို့ထရန့်အသက်ပြင်ထားတဲ့လက္ခဏာတွေကိုပါတွေ့နေရတယ်ဆိုတဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါနဖက်တိုက်ပွဲပြင်းထန်နေတဲ့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကြုံတိုးမြို့တိုက်ပွဲတွေကြောင့်မြို့တော်ဖအံမြို့ပေါ်မှာစစ်သည်မော်တွေချထားတဲ့အပြင် ြေကန်းကြီးကကျေးရွာတချို့မှာလည်းကင်းမုံဝတ်တက်ဆွဲတာတွေရှိနေရလို့နေမြေခံတဲ့အရင်မြစ်တွေကတန်လင်းထားမှုပြောပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစားပြီးဖန်မျိုးပေါ်တန်လင်းမြေကန်းမှာစစ်ကောင်စီတပ်ကစစ်သည်မော်တစီနဲ့ထုံးဝိုင်ကျေးရွာအနီးမှာစစ်သည်မော်တစီတို့ကိုခြားထားပြီးဒေသရင်းလုံခြုံရေးစောင့်ကြည့်မှုတွေကိုပုံမလုံဆောင်နေတယ်လို့နေမြေခံတဲ့အရင်မြစ်တွေကဆိုပါရယ်။ ဒါအပြင်ဖမ်းမျိုးအနောက်ဘက်တန်လင်းမြေကန်တလျှောက်ကနှစ်ချားကော့ကွန်စတဲ့ကျေးရွာတချို့မှာဧပြီလ16ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကတန့်ရာချနေရယူတပ်ဆွဲထားကလုံခြုံရေးစောင့်ချက်ကြည့်တာကင်းမွန်ဝတ်တာတွေလှုပ်ဆောင်နေတာရှိနေတာပါနှစ်ချားကျေးရွာတွင်တပ်ဆွဲရောက်ရှိလာနေတဲ့စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေအပေါ်ချင်းချောက်ပြောဆိုတာတွေပြုလုပ်နေပြီးစစ်ကောင်စီတပ်သားတွေဝင်ရောက်တပ်ဆွဲနေထိုင်ကြတဲ့အတွက်ဒေသခံရွာသားတချို့တင်းရှောင်နေရတာတွေလည်းရှိနေတယ်လို့ဒေသခံရွာသားတွေကဆိုကြပါဗျ။ရခုလိုတန်လင်းမြေကန်ပေါ်မှာစစ်ကောင်စီတပ်ရဲ့စစ်သင်းမောတွေလုံခြုံရေးယူတာနဲ့မြေကန်တစ်လျှောက်ကကြေးရွာတချို့မှာစစ်ကောင်စီတပ်သားတွေဟာလုံခြုံရေးကင်းမုံဝတ်နေရာယူထားတွေဟာဖမ်းမြို့တော်လန်ရေးအင်အားစုအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက် လုံခြုံရေးကြိုတင်ချထားတာလည်းဖြစ်တယ်လို့နယ်မြေခံတွေကသုံးသပ်ပြောဆိုတာတွေရှိနေပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီတဟာ KNU တပ်မှတဲ့နယ်မြေဖမ်းမြို့တန်လင်းမြေကန်အနောက်ဘက်ကကြေးရွာတွေအပေါ်လက်နက်ကြီးပစ်ခတ်ချင်းချောက်တာတွေကိုမကြာခဏလှုပ်ဆောင်နေတယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။ လက်ရှိကရင်ပြည်နယ်ကော့ဂရိတ်မြို့နဲ့ကျုံတို့မြို့အနီးတွေမှာစစ်ကောင်စီတပ်နဲ့ KNL ဥဆောင်တဲ့တော်လန်ရေးအင်အားစုတွေကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးကော့ဂရိတ်ကျုံတို့မကြရဲအတွက်စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူတွေအများပြားအသုံးပြုတိုက်ခိုက်နေသလိုတပ်အင်အားဖြည့်ဆည်းတာတွေကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။တနင်္လာနေ့တိုင်းဒဝဲမြို့နယ်မောင်မဲရှောင်းကျေးရွာဟာလီကွေစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးနဲ့တပ်သားတဦးတေဆုံးခဲ့ပြီး16ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒုရကစစ်ကြောင်းထံကနေသိရပါဗျ။အင်အား30ဝန်းကျင်နဲ့တက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ဟာလီဂွေတပ်စခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကဧပြီလ26ရက်နေ့မနက်6နာရီအချိန်ခန့်မှာစတင်တိုက်ခတ်ခဲ့ပြီးညနေ9နာရီခွဲအချိန်ခန့်မှာစခန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တာပါ။ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် မနက်6:00နာရီကနေညနေ9:00နာရီအချိန်ခန့်အထိနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးနဲ့တပ်သားတဦးသေဆုံးခဲ့ကစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်စခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဘက်က16ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့လက်နက်ခဲယံအများပြားသိမ်းဆီးရမိခဲ့တယ်လို့ရေဗျူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကတင်လွှင့်ထားမှုပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကရဲဘော်တအူမစိုးရိမ်ရဒဏ်ရာရရှိခဲ့သလိုမောင်မဲရှောင်းကျေးရွာဟာလီခွေစခန်းကြီးမှာတက်ဆွဲထားတဲ့စခန်းတွေကလည်းတနေ့လုံးနှီးပါလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့သလိုလေကြောင်းကလည်းနှစ်ကြိမ်ထံမင်းဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲတွင်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဇဟာကျေးရွာအတွင်အကြရောက်ပေါက်ကွဲခဲ့ပြီး အရသာစနီးမောင်နှံတို့ဦးတေဆုံးခဲ့ရကယဟန်းနှပါလဲဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ဟာလီဂရိတ်တက်စကန်ဟာပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းမှာရေးတဝဲကားလမ်းမပေါ်ရှိ ရေးဖြူတဝဲအပိုင်းမှာထပ်မံတိုးချဲ့ကဘန်ဂါရီနဲ့အခိုင်အမာတိစောက်ထားတဲ့တက်စကန်တစ်ခုဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတဝဲမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ရဲ့ဦးဆောင်မှုနဲ့ရေဗျူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF KNU တပ်မဟာလီတရင်စနစ်တပ်ခွဲက OOS စစ်ကြောင်းတဝဲ Gorilla Revolutionary Force DGRF တဝဲ People Liberation Force TPLF ဒေါနာတက်ခွဲခွနဲ့ Sky Ghost Drone Force Federal ဒွန်ဇဲတက်ဖွဲ့နဲ့အရှေ့တော်ပြည်သူကာကွယ်ရေးအင်အားစုအဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကလည်းတဝဲမြို့နယ်အရှေ့တော်ဒေသထီခီဒေသထဲမှာရှိတဲ့စစ်ကောင်စီရဲ့ထီထားဖြူအားစခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1948ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1948ရာတွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6565ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ2960ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6900ဦးအထိရှိလာပြီဖြစ်ပါတယ် မွန်ပြည်နယ်မှာတော့အာနာသိမ်းမှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီဇန်ကိုတော့နိုင်ငံရေးကျင်းသားများကကြီးစောင့်ရှောက်ရေးသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ စစ်ကောင်စီဟာမွန်ဒေတာအတွင်းမှာဇက်ပွဲတွေနဲ့အတူလောင်ကစားဝိုင်းတွေကိုပါခေါင်းစဉ်အမျိုးမျိုးနဲ့ထဲသွင်းကျင်းပခွင့်ပြုနေတဲ့အတွက်နေ့စဉ်နဲ့မျှခိုးဆိုးလူရဲမှုတွေဟာနေရအနှံပြဆိုးဆိုးဝါးဝါဖြစ်ပေါ်နေပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။မွန်ပြည်နယ်တဝမ်းမှာစစ်ကောင်စီကလောင်ကစားဝိုင်းတွေကိုတရားဝင်သဘွယ်ခွင့်ပြုဝေးတာကြောင့်ဒေတာတွင်မှာခိုးဆိုးလူရဲမှုတွေဆိုးဆိုးဝါးဖြစ်ပေါ်နေတယ်လို့ဒေတာကန်ဒီကတန်လွင်တိုင်းကိုပြောပါတယ်။ စစ်ကောင်စီဟာဒေသတွင်းမှာဇက်ပွဲတွေနဲ့တူလောင်ကစားဝိုင်းတွေကိုခေါင်းစဉ်အမျိုးမျိုးနဲ့ထည့်သွင်းကျင်းပခွင့်ပြုထားတဲ့အတွက်၄စင်းနဲ့များခိုးဆူးလူရဲမှုတွေနေရာနှံ့ဖြစ်ပွားတာပါလောင်ကစားဝိုင်းတွေကြောင့်ဒေသတွင်းမှာလူသက်ပြီးဆိုင်ကယ်လူရဲတာ ဆိုင်ကယ်ခိုးယူတာဖုန်းခိုးယူတာတွေပြင်တခြားပစ္စည်းခိုးယူခံရမှုတွေကလည်းနေ့စဉ်နှီးပါဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒေသခံတို့ကတော့ဒေသတွင်းမှာခိုးဆိုးလူရွတ်မှုတွေနေ့စဉ်နှီးပါဖြစ်ပွားနေတာဟာလောင်စာဝိုင်းတွေကြောင့်ဖြစ်ပြီးခိုးယူသူတွေမိဘကလည်းစစ်ကောင်စီကတိတိယယောက်ရေးယူတာမရှိဘူးလို့ပြောပါတယ်ကောင်းတာပါရဲ့ဟုတ်ကဲ့ရပါတယ်ကြည့်ပါဦးမင်းကအဝရီမိုင်းရဲ့ညာတဲ့ချောင်းလေးလူရမှု တော့ဟိုကိုကိုကလည်းတော့ကျွန်တော်တို့ဟိုကြွားပါမိသွားရအောင်ပါကျွန်တော်တို့အလိုက်လူကြီးကြောက်ပြန်တော့တယ်အဓိကတော့အဲ့ဘာရောက်လဲတော့ကျွန်တော်ကောင်းတော့ကျွန်တော်မှကျွန်တော်ကိုးတာတော့ဘာလို့မိကြီးရှိရဲရဲဟပ်ပြလိုက်တယ်ကြောက်ပြန်လွတ်လာတယ်အဲ့လိုဒါအပြင်ကိုဆူလူရက်မှုတွေဟာနေရောညပါဖြစ်ပွားတာဖြစ်ပြီးကိုဆူလူရက်သူတွေအနေနဲ့အုပ်စုဖွဲ့ပြီးပြစ်မှုကျူးလွန်တာပြစ်တဲ့အတွက်အခက်မသိရင်အသက်အန္တရာယ်ကိုပါရန်ရှာတာရှိတယ်လို့သူကဆက်ပြောပါတယ် ဒေသခံတို့ကလည်းခိုးဆိုးလူရမှုတွေနေရာနဲ့ဖြစ်ပွားနေတာဟာလောင်စာဝိုင်းတွေကိုစစ်ကောင်စီဘက်ကဆက်နေရသည်လို့ဖွင့်ခွင့်ပေးထားတာကြောင့်လို့သူ့အမိကိုပြောပါတယ်ခိုးဆိုးလာတယ်ကလည်းလို့သူတို့ကလည်းအလုံးမရှိတော့လဲရှိတဲ့ဟာတွေပဲအချိန်မှာခိုးလိုက်၊ညမှာခိုးလိုက်၊လမ်းမှာခိုးလိုက်၊မိကျူတွေဖြက်လိုက်အဲ့လိုမျိုးလေးတွေပေါ့လောင်စာဝိုင်းတွေကတော့ဒီမှာဆက်နေရသည်ဖွေတာတော့အဲ့ဒါတွေလည်းချိုးတော့ပါတာပေါ့စစ်ကောင်စီကခိုးဆိုးလူရမှုတွေကိုမဖမ်းဆီးတဲ့အပြင် ကိတိယောက်ယောက်ရင်းမြူတာကြောင့်လေခိုးဆိုးလူရက်သူတွေတည်ရင်းလာပြီးပေါ်တင်လူရက်တာတွေပြုလုပ်လာတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီဟာလုံခြုံရေးအကြောင်းပြချက်နဲ့အင်အားပြလှည့်နေတာလူသွားလူလာများတဲ့နေရာတွေနဲ့မထင်မဲ့တဲ့နေရာတွေမှာပိတ်ဆို့စစ်ဆေးတာအဲစင်းစစ်ဆေးတာတွေပြုလုပ်နေပေမဲ့ခိုးဆိုးလူရက်သူတွေကိုတော့ဖမ်းဆီးရမိတာမရှိသလောက်နှေးပါနေပါတယ်။ဒါ့အပြင်မြို့ဝင်မြို့ထွက်တွေလမ်းစုံလမ်းခွာတွေပြင်မြို့ရင်းထဲမှာလည်း CCTV ကင်မရာတွေအပြည့်တပ်ဆင်ထားပေမဲ့ ခိုးဆိုးလူရသူတွေကိုရှာဖွေဖမ်းဆီးတာမရှိသလိုခိုးဆိုးလူရခံရပါကကိုဖြစ်ကိုခံအခြေအနေဖြစ်နေရတယ်လို့ဒေသခံတွေကပြောကြပါတယ်။မွန်ပြည်နယ်မှာတော့စစ်တပ်အာဏာသိမ်းထားတဲ့လေးနှစ်ကျော်ကာလအတွင်းလောင်စာဝိုင်းတွေကိုတရားဝင်သဘွေတကြေပြင်းပြန်ခွင့်ပြုပေးထားတဲ့အတွက်နောက်ဆက်တွဲပြည်ထနာအနေနဲ့ခိုးဆိုးလူရမှုတွေကလည်းမကြောက်ခနဆူသလိုဖြစ်ပေါ်နေတာဖြစ်ပါတယ်။ တော်လန်ရေးလက်နက်ကင်အဖွဲ့တွေကို၄နှစ်ကျော်တိုက်ပွဲရင်ဆိုင်ခဲ့ရတဲ့စစ်ကောင်စီတပ်အနေနဲ့စစ်လက်နက်တွေကိုစွမ်းဆောင်ရင်မြင်မအောင်ထုတ်လုပ်ဖို့စစ်ကောင်ဆောင်ပြောလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ဆ ਿਆ နာရှင်စနစ်ကိုတော်လှန်နေတဲ့နိုင်ငံတွဲမှာရှိတဲ့လက်နက်ကင်အဖွဲ့တွေကို၄နှစ်ကျော်တိုက်ပွဲရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာစစ်လက်နက်တွေစွမ်းဆောင်ရင်မြင်မအောင်ထုတ်လုပ်ဖို့စစ်ကောင်ဆောင်ကပြောပါလိ။ဧပြီ26ရက်နေ့ကနေပြည်တော်မှာရှိတဲ့နေပြည်တော်တပ်ဌာနချုပ်ခန်းမမှာကျင်းပတဲ့ 85နှစ်မြောက်စင်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေအခမ်းအနားမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လင်ကပြောဆိုသွားတာပါမြန်မာနိုင်ငံမှာလွတ်လပ်ရေးရပြီးနောက်ပိုင်းစစ်တပ်ခေါင်းဆောင်တွေဟာပြည်ရင်းမှာတင်လက်နက်ခဲယမ်းတွေထုတ်လုပ်နိုင်ရေးကြိုးပမ်းခဲ့ကြတာကြောင့်1950ပြည့်နှစ်ဧပြီ26ရက်နေ့မှာကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေအဖြစ်သတ်မှတ်ခဲ့တာလို့ဆိုပါတယ်စစ်လက်နက်နဲ့စစ်တုံးဆောင်ပစ္စည်းတွေဟာစစ်မြေပြင်မှာမှတ်ကြောက်တင်ခံရမှာဖြစ်တဲ့အတွက်အရေးအသွေးပိုကောင်းတဲ့ထက်ကောင်းအောင်စွမ်းဆောင်နိုင်ရေးမြန်မာတရက်မြန်မာအောင် နေပယ်ဇုံကနေကျိုးပန်းဆောင်ရွက်သွားကြဖို့စစ်ကောင်းဆောင်ကတိုက်တွန်းခဲ့တာပါစီဒီအမ်ဘူကြီးစင်ဟောကစစ်လက်နက်တွေကိုရေသွေးမြင့်ဖို့ပြောနေပေမဲ့လက်ရှိချိန်နေမှာကပ္ပစဆက်ယုံတွေအရင်လိုရာနှုန်းပြည့်လည်ပတ်နိုင်အောင်ကြားကန်နေရဆဲလို့တန်လွင်တိုင်းကိုပြောပါသည်စစ်လက်နက်တွေအစင်းမြင့်ပြီးထုတ်ဖို့ပြောတာရှိသလိုကျွန်တော်တို့ကပ္ပစ21အခြေစိုက်ကစုံးမအောင်လဲကရုပ်ပညာသည်တွေအင်အားအရေးအတွက်တော်တော်များများရောက်လာဖို့ရှိနေတယ်ပေါ့နော်အဲ့တော့တချို့ဘုံသီးတွေခဲရန်တွေကိုအကြီးသေး မြင့်လာမဲ့အနေအထားမျိုးရှိရရှိတာကိုတွေ့ရတယ်ပေါ့နော်အဲပြီးတော့ကျတော့ရည်သွင်းမြင့်မှုဆိုတော့ဒီတပ်ဖွဲ့နေပေါ့နော်85နှစ်မြောက်ကားထုတ်တပ်ဖွဲ့နေမှာဒါကတော့ထုံးစံတိုင်းဒွေရပြောကြားခြင်းဖြစ်ပါပေါ့နော်အခုလက်ရှိကတော့ပုံမှန်အတိုင်းပဲလက်နဲ့ခဲရန်ထုတ်လို့ရေးဘူးပေါ့နော်အရင်လိုမျိုးဂျာနုံးပြေလေပတ်အောင်တောင်းသူတို့ကြားကံနေရာစဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပြီးခဲ့တဲ့ match 30ရက်နေ့ကမကွေးတိုင်းမှာရှိတဲ့ကပ္ပဆာဆက်ယုံ၃ခုအပါအဝင် အမတ်ကိုလီချောင်းရံကာကွယ်ရေးကိုကဲမှုစစ်စင်ရေးဌာနချုပ်တို့ကိုလျှက်စင်မီပေးနေတဲ့စလင်းမြို့နယ်မှာရှိတဲ့တညောင်တအားခွဲယုံတက်ခတ်ခံခဲ့ရပါတယ်။ဒီအတွက်တအားခွဲယုံမှာရှိတဲ့ transformer အလုံး80ကျော်ပျက်စီးသွားတာကြောင့်အမတ်20 21နဲ့25ကပ္ပဆာဆက်ယုံတွေကိုတွေ့တန်းထားတဲ့လျှက်စစ်တအားပြတ်တောက်သွားတယ်လို့တိုက်ခိုက်မှုကိုလှုံ့ဆော်ခဲ့တဲ့ဗမာတပ်တော်ဗမာအာမေကဧပြီ6ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့တာပါ။ဧပြီ25ရက်နေ့ကလည်းမကွေးတိုင်းစင်မာဝဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ MS-73 ကပ္ပဆာဆက်ယုံကို ဒေတာရင်းခြေဆိုင်တော်လိုင်းရင်အင်အားစုပူးပေါင်းတပ်တွေကတရခွန်မမရှော့တိုက်တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသည်ဒီအတွက်ကြောင့်ကောဘဆာ73ဆက်ယုံတွင်းမှာရှိတဲ့အစာပြိုးရန် primer ဆက်ယုံပါဝင်တခြားဆက်ယုံတွေထိမှန်ပေါက်ကွဲခဲ့ပြီးထိခိုက်မှုရှိခဲ့တယ်လို့အိတ်တိုက်ခိုက်မှုကိုဥဆောင်တဲ့ Brave Warriors for Myanmar VWM တာဝန်ရှိသူတူကတာဝန်တိုင်းကိုပြောထားတာပါကောဘဆာ73ဆက်ယုံဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတုံးနေတဲ့အသေးစားကြီးစံကအစအကြီးစားလေရင်ဘုံးသီးတွေအထိထုတ်လုပ်ရမှာအဓိကအသုံးပြုရတဲ့ ဒီတိုနေတာနဲ့ primary ကိုအဓိကထုတ်လုပ်ပေးနေတဲ့စက်ုံဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီတက်အနေနဲ့ကြီးစံကစပြီးတော့လက်ပစ်ပုံးနဲ့ missile အထိကပ္ပစ73ရဲ့ primary စက်ုံကထုတ်လုပ်မှုတွေကိုအသုံးပြုနေရတဲ့အတွက်အဲ့ဒီစက်ုံပြက်စီးရင်တခြားစက်ုံကထုတ်လုပ်မှုတွေလည်းထိခိုက်သွားနိုင်တယ်လို့ဆိုထားတာပါ။ CDM ဗိုလ်ကြီးစင်ရော်ကကပ္ပစစက်ုံတို့တနက်တွေထဲမှာခြေလင်းတက်တုံးလက်နက်တွေပါဝင်အမြောက်လက်နက်တွေနဲ့ဒုံးလက်နက်တွေကိုပါစစ်ကောင်စီတက်ကလက်ရှိတိုက်ပွဲတွေအတွင်အသုံးပြုနေတာလို့ပြောပါရီး။ ဒီစစ်တပ်ရဲ့ကပ္ပစာပေါ့နော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံအောင် အောက်ကကပ္ပစာစစ်ရုံတုံးတနတ်ဒီထဲမှာကျွန်တော်ဒီချီလင်တပ်သုံးလက်နက်တွေအများဆုံးသုံးတယ်ပြီးရင်ကျွန်တော်တို့အမြောက်လက်နက်တွေလည်းအများဆုံးသုံးတယ်ပြီးရင်ဒုံးလက်နက်တွေပေါ့နော်ဒုံးလက်နက်တွေကိုပါသုံးလာတာတွေ့ရတယ်ဟဲ့အဲ့တော့သူတို့ရဲ့အဓိကဌာနကြီးတွေဖြစ်တယ်ပေါ့နော်ချီလင်တပ်သုံးလက်နက်ဌာနကြီးအမြောက်လက်နက်ဌာနကြီးပြီးရင်ဒုံးလက်နက်ဌာနကြီးဆိုတော့အောက်မှာရှိတဲ့စစ်ရုံတွေအားလုံးကပြည်တွင်းတုံးဘုံကြီးပေါ့နော်လေရင်ဘုံကြီးရပါအစား အဓိကထားပြီးသုံးတယ်အဓိကကတော့ကျွန်တော်လက်နက်ငယ်ကြီးပြီးရင်ကျတော့ကျွန်တော်တို့စိန်ပြောင်းမော်တာအမြောက်ခဲရန်တွေကိုပေါ့နော်အဓိကထားပြီးတော့အဲသုံးပါတယ်ဗျာဟုတ်ကဲ့ဒါကြီးတဲ့နဲ့လေတာပေါ့နော်လေတာမှာဆိုရင်တော့အပြင်းပြင်းပြစ်တွေရှိသလိုကပ္ပစာထုတ်တဲ့ဆက်ရုံတွေကပ္ပစာဆက်ရုံမှာထုတ်တဲ့ဟာတွေကိုသုံးတယ်လို့နိုင်ငံခြားပြစ်တွေလည်းရှိတယ်ပေါ့နော်အဓိကတော့တရုတ်နဲ့ရုရှားစီကနေအဲဝယ်ယူတယ်လို့သိရပါတယ်ဗျာဟုတ်ကဲ့စကောင်းဆောင်ကတော့ power to the forces စစ်တပ်အတွက်စွမ်းအားဖြစ်ရမယ်ဆိုတဲ့စာမုံးနဲ့အညီ စွမ်းရည်ပြည့်ဝတဲ့ဆက်လက်နက်ပစ္စည်းတွေကိုစစ်တပ်ထံထုတ်လုပ်ပေးနိုင်ခဲ့တဲ့အတွက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ဝင်900ကျော်ကိုဂုံနူးဆောင်ဗုဒ္ဓစိတ်တွေနဲ့ပေးအပ်ဂုဏ်ပြုခဲ့ပါသည်စစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံများညွှန်ကြားရေးမှုရုံးအောက်မှာကပ္ပစဆက်ယုံ25ယုံအထိလည်ပတ်နေပြီးအဲ့ဒီဆက်ယုံတွေဟာတိုင်းတက်လက်တက်ကိုင်းအဖွဲ့အစည်းတွေနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာတိစောက်ထားတာပါအောက်ချုပ်ရေမျိုးတော်ဖြစ်တဲ့နေပြည်တော်ပါဝင်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကပ္ပစဆက်ယုံတွေတည်ရှိပြီး မကွေးတိုင်းက18ရုံနဲ့အများဆုံးဖြစ်ကာပဲခူးတိုင်းက9ရုံနဲ့ဒုတိယအများဆုံးဖြစ်ပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းစစ်ပွဲအတွက်ရုရှားဘက်ကကူတိုက်ဖို့တပ်ဖွဲ့ဝင်တွေစေလွှတ်ထားကြောင်းမြောက်ကိုရီးယားတီးပြူခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါဗျ။ ယူကရိန်းကိုကျူးကျော့တိုက်ခိုက်နေတဲ့ရုရှားဘက်ကနေကူတိုက်ပေးဖို့တပ်ဖွဲ့ဝင်တွေရှေ့လွတ်ထားတယ်လို့နောက်ကိုရီးယားကပထမဆုံးအကြိမ်အတည်ပြုလိုက်ပါတယ်။နိုင်ငံပိုင် KCN နေသတင်းဌာနကခေါင်းဆောင်ကင်ဂျုံအန်ရဲ့ညွှန်ကြားချက်နဲ့ရုရှားရဲ့ကာစတီတာလုံးဝလွတ်မြောက်ဖို့နောက်ကိုရီးယားစစ်သားတွေရုရှားစစ်သားတွေကိုကူညီပေးခဲ့ကြောင်းဖော်ပြထားပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့သူရဲကောင်းဆန်မှုနဲ့ပတ်သက်လို့ရုရှားစစ်ဘက်ဆိုင်ရာအကြီးအကဲဗာလီရီဂီယာစီမော့ကချီကျူးခဲ့ပြီးရပ်ပိုင်းအကြမ်းမှာပြုံးရန်ရဲ့အခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါကမြောက်ကိုရီးယားစစ်သားတွေသူတို့ဘက်ကပါဝင် တိုက်ခိုက်ပေးနေကြောင်းမော်စကိုရဲ့ပထမဆုံးလူသိရှင်ကြားပြောဆိုမှုဖြစ်ပါတယ်။မြောက်ကိုရီးယားကတပ်ဖွဲ့ဝင်တောင်းတထောင်ကိုရုရှားစီဆေလွတ်ခဲ့ပြီးအဲ့ဒီထဲကတထောင်ဟာပြီးခဲ့တဲ့3လအတွင်းတိုက်ပွဲကျသွားပြီဖြစ်ကြောင်းအနောက်တိုင်းအရာရှိတွေကပြောထားပါတယ်။ နိုင်ငံအနောက်ပိုင်းရှိယူကရိန်းတပ်တွေသိမ်းပိုက်ထားတဲ့ gas တီတာကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီလို့ရုရှားကပြောပေမဲ့ယူကရိန်းကပယ်ချထားပါတယ်ရုရှားတို့တပ်ဖွဲ့ဝင်တွေဆီလွတ်ဖို့ဆုံးဖြတ်ခဲ့တာကနှစ်နိုင်ငံကြားကာကွယ်ရေးသဘောတူညီမှုနဲ့အညီဖြစ်တယ်လို့ KCN တွေကဖော်ပြပါဗျ။တရားမျှတမှုအတွက်တိုက်ခိုက်သူတွေဟာအားလုံးရဲ့သူရဲကောင်းတွေဖြစ်ပြီးအမိနိုင်ငံကိုဂုံတက်စေတဲ့ကိုယ်စားလှယ်တော်တွေဖြစ်တယ်လို့ခေါင်းဆောင်ကင်ဂျုံအန်ကပြောပါဗျ။ ကြည်ပရန်စာမှုနဲ့ရင်ဆိုင်လာရတဲ့အခြေအနေမှာနှစ်နိုင်ငံအပြန်အလှန်ကူညီဖို့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့သဘောတူလက်မှတ်ရေးထိုးထားတယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာလေကျင်းသားမပြေဝသေးသူတွေဖြစ်တယ်လို့ဗီဒိန်စစ်တပ်ကပြောထားပေမဲ့ယူကရိန်းကတော့မြောက်ကိုရီးယားစစ်သားတွေကြောင့်စိန်ခေါ်မှုတွေရှိနေတယ်လို့ပြောထားတာဖြစ်ပါတယ်။အခွန်တိုးမြင့်မှုကိုနောက်ပြန်ဆုပ်ဖို့ Trend အသင့်ပြင်ထားတဲ့လက္ခဏာတွေတွေ့ရပါတယ်။ဒီအကြောင်းကိုတော့ Wine ကတင်ဆက်ပေးထားပါတယ်။ သမရဒေါ်နယ်ထရန့်ပြဋ္ဌာန်းထားတဲ့ခွန်တုပ်တွေကြောင့်မိဖက်နိုင်ငံတွေနဲ့တွဲဆုံဆွေးနွေးမှုတွေမှာတော့ကန့်ကွက်ပြစ်တင်မှုတွေနဲ့အမေရိကန်ရာရှိတွေရင်ဆိုင်နေရတဲ့အတွက်သူ့အနေနဲ့နောက်ပြန်ဆုံးဖို့အသင့်ပြင်ထားတာဖြစ်နိုင်တဲ့လက္ခဏာတွေတွေ့ရတယ်လို့ BBC စောင်းမမှာဖော်ပြပါတယ်။သမရထရန့်ရဲ့အခွန်တိုးမြင့်ပြဋ္ဌာန်းမှုကြောင့်ကမ္ဘာစီးပွားရေးလက်ပတ်မှုပုံစံတမိုင်းဝင်ပြောင်းလဲသွားနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေရှိနေပါတယ်။အမေရိကန်ရဲ့ခွန်များဆုံးတိုးမြင့်ခံထားရတဲ့တရုတ်ကတော့အမေရိကန်ကိုဆန့်ကျင်ကြဖို့တိုက်တွန်းထားပြီးအစုံအထိတိုက်ခိုက်သွားမယ်လို့ကြွေးကြော်ထားပါတယ်။ ဝါရှင်တန်နဲ့ကုန်သွယ်ရေးသဘောတူညီမှုရယူဖို့ကြိုးပမ်းရမှာလဲအမေရိကန်ဂျီနက်စေယုံတတ်တတ်မလို့ဆောင်ကြဖို့ဗေကျင်းကနိုင်ငံအများကိုတိုက်တွန်းထားပါတယ်အမေရိကန်ကိုဂျီနက်အောင်လုပ်ပေးရုံနဲ့ငင်းချင်းရရှိလာမှာမဟုတ်ဘူးလို့ဗေကျင်းကပြောထားပါတယ်ကုန်သွယ်ရေးလုံငွေပြမှုကျင်းမြောင်းစေရေးအခွန်တွေတိုးမြင့်ပြချမ်းတာဖြစ်တယ်လို့ထရန့်ကပြောထားပြီးတရုတ်ကိုအခွန်အများဆုံးပြချမ်းထားတာဖြစ်ပါတယ်ထရန့်ရဲ့လုံရက်တွေကြောင့်ကမ္ဘာဈေးကွက်တွေခေါက်ခေါက်မှဖြစ်သွားခဲ့ပြီးစားသုံးသူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေစိုးရိမ်တကြီးဖြစ်သွားခဲ့ရပါတယ် ထရန့်ကတရုတ်ကလွဲပြီးတော့တခြားနိုင်ငံတွေအတွက် ပြဋ္ဌာန်းထားတဲ့ကုန်တွေကိုရက်60ကျားဆိုင်းငံ့ပြီးတော့ကုန်သွယ်ရေးသဘောတူညီမှုရယူကြဖို့ပြောဆိုထားပါတယ်။တခြားနိုင်ငံတွေကအမေရိကန်ကုန်စည်တွေပေါ်လက်တော့ပြန်အခွန်တိုးမြှင့်မှုတွေလှုပ်ဆောင်လာနေပြီးအမေရိကန်စီးပွားရေးကိုထိခိုက်စေနိုင်တဲ့အခြေအနေတွေကြောင့်ထရန့်အနေနဲ့အခွန်ပြဋ္ဌာန်းမှုတွေကနေနောက်ဆုတ်ဖို့အသင့်ပြန်ထားတဲ့လက္ခဏာတွေတွေ့မြင်နေရတယ်လို့ BBC စောင်းမောင်းမှာဖော်ပြထားတာဖြစ်ပါတယ်။ နက်ဖြန်ဧပြီလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်အရကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ချင်းပြည်နယ်၊ပဲခူးတိုင်းအနောက်ပိုင်းနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်း၊မွန်ပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာတိမ်အထင်အင်းမှတိမ်ထူထပ်နေပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတချို့နဲ့တောင်ပိုင်းတို့မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ ဒေသလိုက်နေအပူချိန်တွေတိုးလာလို့မိုးလဲညနေပိုင်းလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်ခြင်းမိုးသီးကြွေကြခြင်းလျက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းစတဲ့ဘေးရန်ဒီရတွေဖြစ်ပေါ်နိုင်ပါတယ်။မနှက်ဖြန်အတွက်ခံမှန်းချက်ကတော့တပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထင်မှတိမ်တူထန်နိုင်ပါတယ်။မြဝကျွန်းပေါ်ဒေသတွေမှာ လေဟာအနောက်နောက်မြောက်ဘက်ကနေတနအိမ်9မိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။ ရခိုင်ကန်ယူတန်းမှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအင်္ဂါမိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။တနင်္သာရီကန်ယူတန်းနဲ့မုတ်တမာခွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအင်္ဂါမိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။နေပြီးတော့ပဲခူးတိုင်းအရှိပိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်နီပြည်နယ်တို့မှာနေရာကွက်လို့မိုးကြီးနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်း ဧရာဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာဆက်ဆိတ်မှ နေရာကျကျဲမိုးထစ်ချုံရွာနိုင်ပါတယ်မြန်မာနိုင်ငံတဝန်းလုံးမှာနေအပူချိန်တွေရော့ကျလာနိုင်ပါတယ်အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ33ဒီဂရီစင်တီဂရိတ်ဖမ်းမြို့မှာ32ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ31ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ် မြန်မာနိုင်ငံတဝမ်းလုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးတောင်ပိုင်းစွန်းဒေသတွေမှာအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံဒေသအများစုမှာတော့မြူကြဆင်းမှုရောကြနိုင်ပါတယ်။ဒီမိုလီဘသာစီစဉ်ကိုတော့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကောမတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။ တောင်လင်းထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါတောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်